နောက်ချိုးချံအာဏာနဲ့ကုနိုင်ငံအကျိုးစီးပွားလူကြီးပေါ်မှာထိပွားလာရင်ကာကွယ်မှုအပြည့်အဝရှိတယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲကျွန်တော်တို့ပြောနေတဲ့ American Dream ကတော့တော်တော်လေးတော့ခရီးရောက်လာခဲ့ပါပြီစိန်ခေါ်မှုတွေကလည်းတပြိုင်နက်တည်းအများကြီးကိုရင်ဆိုင်နေရတဲ့အချိန်ဖြစ်တယ် ုခေစမယ်ရခိုင်ပြည်နယ်တွင်းမှာတိုက်ပွဲတွေပြင်းထန်လာတာဟာမြမနွေဝူတော်လိုင်းအတွက်တော့မကပဲနဲ့တရုတ်နဲ့အိန္ဒိယကြားကအင်အားပြိုင်ဆိုင်မှုတွေကိုပါတိတိတောက်တာတက်ရောက်သွားစေပါတယ်ဒါဘူတာမန်ပြည်သူတွေရဲ့အနေနဲ့တတိမထားမိပေမဲ့နွေဝူတော်လိုင်းအတွက်အလှည့်ပြောင်းတစ်ခုလည်းချစ်သွားနိုင်ပါတယ်တကယ်တော့ဒါဟာအရန်ကိုတင်မိပါတယ်။ဘာကြောင့်လဲဆိုတော့အိန္ဒိယရောတရုတ်ရောနှစ်နိုင်ငံစလုံးကမြန်မာနိုင်ငံအရေးမှာ ပေါ်ပေါ်ထင်းထင်းတော့လကောင်းပေါ်ပေါ်ထင်းထင်းမဟုတ်ဖေးနဲ့တော့လကောင်းနောက်ခွေကနေနီလန်းမျိုးစုံနဲ့ပါဝင်နေခဲ့တာစေစုနေများစွာ ကြာခဲ့ပါလေဒါဒီကူအတွင်းကြကြပြီးခြင်းနဲ့မိတ်ဆွေတို့ရဲ့ခေါင်းလေးကရမ်းပြီးခြင်းနေတဲ့အဖြစ်ကိုခမတ်ဖော်ထုတ်နိုင်ဖို့အတွက်ဆိုရင် အချက်လေးချက်ကိုယုတ်တိရှိစွာတင်ပြပေးတော့ပါမယ်နံပါတ်၁ကတော့လက်ရှိရခိုင်ပြည်နယ်ရဲ့ပဂရီအနေထားပါ ရခိုင်ပြည်နယ်မှာမြို့ပေါင်း18မြို့ရှိတဲ့အထက်ကမှ14မြို့နယ်ကိုအေးအေးကအလုံးစုံသိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ရခိုင်ပြည်နယ်ရဲ့ကုစရာနှုန်းကိုသိမ့်ပိုက်ထိန်းချုပ်ထားနိုင်တဲ့သဘောပါ။ဒီနေရာမှာမြို့တွေအတော်များများဟာလည်းထိခိုက်ပျက်စီးမှုတွေရှိသလိုရခိုင်စစ်ဖေးရှောင်းတွေဟာလည်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမကွေးတိုင်းစားတဲ့ဒေသတွေတဲကိုအများအပြားရောက်ရှိလာပြီးတော့စစ်ရှောင်းနေရပါတယ်။ရခိုင်ပြည်နယ်ထဲမှာကြန့်ရှိတဲ့ဒေသခံတွေဟာလည်းစကားဆိုင်ချက်လေးပြက် ပိတ်ဆို့မှုကိဟာကြောင့်လူတုကုန်ကစီရီနဲ့စားသားကုန်တွေဟာဈေးအစမတန်ကိုတက်သွားခဲ့ရပါတယ်ရခိုင်တပ်တော်အေးအေးနေနဲ့စီရီးအနေမျိုးတွေကိုသိမ့်ပိုင်နိုင်ခဲ့ပြီမယ်။အုတ်ချူရီရန်နီယာတိဆော့ရမှာတော့အခက်အခဲတော်တော်လေးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။စားသကုံစီဝလောက်စားစီတွေကမှောက်ခိုတည်ယူရတာကြောင့်ဈေးအစမတန်ကိုမြင့်တက်ခဲ့ရပြီးရခိုင်ဒေသခံတွေအတွက်လည်းစားငင်းကြီးခါရှားပါးကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။လက်ရှိအချိန်မှာလည်းအရေးပြားကူးစက်ရောဟာတမျိုးကိုစူဝါစွာထန်ဆနေရသေးပါ။ က်ခဲမျိုးစုံရှိတဲ့ကြားကရခိုင်တပ်တော် AA ကနောက်မဆုတ်ဖဲနဲ့ဆက်လက်တိုင်ပွဲဝင်နေပြီးတော့လက်ရှိအချိန်မှာတော့တရုတ်အကျိုးစီးပွားအများအပြားတည်ရှိတဲ့ကြောက်ဖြူမြို့နဲ့အိန္ဒိယရဲ့အကျိုးစီးပွားအများအပြားတည်ရှိတဲ့စစ်တွေမြို့တွေကိုဝန်းရံပိတ်ဆို့ထားနိုင်ပြီဖြစ်ပါတယ်။ဒါကတော့ရခိုင်ပြည်နယ်ရဲ့လက်ရှိပကတိအခြေအနေပါ။နံပါတ်2အနေနဲ့အိန္ဒိယနဲ့ချိုင်းနာတို့ရဲ့ရခိုင်မြို့ကအကျိုးစီးပွားရှင်ပြိုင်မှုတွေကိုဆက်လက်တင်ပြပေးသွားပါမယ်။ တရုတ်ကျိုးစည်းပွားလို့ပြောလိုက်တာနဲ့တဘာဝတံွေပိုင်လိုင်းကြီးကိုပဲပြင်းမြင်မိကြမှာပါတကယ်တော့ဒါဟာအစိပ်ပိုင်းအပေးလေးတစ်ခုမျှတာရှိပါတယ်ဒီထက်ပိုပြီးတော့ကြီးမားတဲ့စီမံကိန်းတွေတရုတ်မှာရှိနေပါတယ်ဒီစီမံကိန်းတွေဒါအကောင့်ထဲပေါ်နိုင်ရင်တရုတ်နိုင်ငံဟာ အာဖရိကက53နိုင်ငံ၊ဥရောပက29နိုင်ငံ၊လက်တင်အမေရိက22နိုင်ငံ၊အာရှ48နိုင်ငံ၊ပစိဖိတ်ဒေသမှာ12နိုင်ငံအထိကို စီးပွားရေးအရလွှမ်းခြုံပြီးတော့ကူးတန်းရောင်းဝယ်နိုင်တော့မှာဖြစ်ပြီးကမ္ဘာစီးပွားရေးအင်အားကြီးနံပါတ်1ဖြစ်လာတော့မှာပါ။ဒီစီမံကိန်းကဘာများဖြစ်မလဲ။ဟုတ်ပါတယ်။အားလုံးသိကြတယ်။ခစ်တပ်ပိုလမစီမံကိန်းမှာ1 belt 1 road လို့ခေါ်ပါတယ်။ကြောက်ဖြူရေနဲ့စက္ကန့်ဟာ 1 but 1 rock cement ding ji ye a sha so ma pa de a ye ji project ji to mu de ya de khu a pa wen phit par de di cement ging ni ma a pi bi sai ya sai kan sa mu so da a pi sai yon dan ngwe pai line pu so hu ne ya khai di ne ma tayou nai ngan tu dai ya phaw lu tha me ya tha lan ka lan ni pa wen ma de လက်ရှိချိန်မှာတော့တရုတ်ဟာ၎င်းတို့နိုင်ငံအတွက်လူအပ်တဲ့လောင်စာဆီတပည့်80ရာခိုင်နှုန်းကို မလကယီလေချာကနေတဆင့်သယ်ယူနေရတာပါဒီနေရာဟာ USA နဲ့အိန္ဒိယတို့ရဲ့စီရေးထိန်းချုပ်မှုအောက်မှာရှိနေတာပါ USA ကပိတ်ဆို့လိုက်မယ်ဆိုရင်တရုတ်အနေနဲ့ဒုက္ခများပါမှာပါဒါကြောင့်မလို့တရုတ်ဟာကြောက်ဖြူမှတံဝေပိုင်လိုက်ပွဲတမ်းမှုကို2009ခုနှစ်တည်းကအသေးအတာအကောင့်ထဲပို့နေခဲ့ပါတယ် 2015ခုနှစ်ရောက်တဲ့အချိန်မှာတော့ကြောက်ဖြူရေနဲ့စင်ကန်စီမံကိန်းကိုတရားဝင်ချလုပ်ပြလာခဲ့ပါတယ်။ဒီစီမံကိန်းကိုအကောင့်ထည့်ဖို့တော့မယ်ဆိုရင်အရှေ့အလယ်ပိုင်းနဲ့အာဖရိကကရေနံနဲ့တခြားလောင်စာဆီတွေကိုကြောက်ဖြူတန်းဝင်ပိုက်လိုင်းကနေတဆင့်တရုတ်နိုင်ငံတွေကိုအလွေတကူနဲ့စရိတ်သက်သာစွာနဲ့တင်ပို့နိုင်မှာပါ။နောက်ထပ်တစ်ခါတရုတ်ပြည်ကထုတ်ကုန်တွေကိုလည်းကြောက်ဖြူကနေတဆင့် အာရှနဲ့အာဖရိကဥရောပဒေသတွေကိုအလွဲတကူဖြန့်ဖြူးနိုင်တော့မှာပါအကျိုးစာအနေနဲ့တရုတ်ဟာစီဝါရေးကွန်ရက်ချိတ်ဆက်မှုတွေအပြင်စွန့်ရင်ဖူလုံမှုနဲ့နိုင်ငံရေးဩဇာတည်ရောက်မှုတွေကိုပါရရှိလာမှာပဲဖြစ်ပါတယ်စကမ်းပဆက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါဦးတရုတ်ဟာကြောက်ဖြူအထီကိုခြေကူးယူပြီးတော့စီဝါရေးတောင်းညက်လာတာဟာရခိုင်နဲ့အိန္ဒိယချင်းဖြစ်တဲ့အိန္ဒိယတို့ကတော့စိုးရင်စရာတစ်ခုဖြစ်လာခဲ့ပါတယ် နှစ်နိုင်ငံကြားနယ်နိမိတ်အငင်းဖွားမှုတွေမကြာခဏဖြစ်ခဲ့ပြီးတော့စီးရီစီးပွားရေးအပြိုင်တည်ဆောက်နေတယ်။တရုတ်ရဲ့စီးပွားရေးချဲ့ထွင်မှုကိုအိန္ဒိယကဒီတိုင်းတော့ထိုင်ကြည့်မနေပါဘူး။တရုတ်ကတံပြန်တဲ့အနေနဲ့ရခိုင်ပြည်နယ်စစ်ကွေမြို့ကိုအခြေပြုပြီးတော့အိန္ဒိယနဲ့ချိတ်ဆက်ကူးတန်းရောင်းဝယ်နိုင်မဲ့ကလတန်မြစီမံကိန်းကို2008ခုနှစ်မှာ စတဲ့အကောင့်တွေပေါ်ခဲ့ပါတယ်ဒီစီမံခန့်ရာပထဝီအနေအထားရကွန်ကွင်းပိတ်ဖြစ်နေတဲ့မီဇိုရန်ပြည်နယ်တွင်ကိုအိန္ဒိယပြည်မနဲ့တမကအရှိတောင်အာရှနိုင်ငံများနဲ့ပါစီးပွားကူးသန်းပြုလုပ်နိုင်မှုကြီးဝဲထားတာပါအိန္ဒိယနဲ့တခြားနိုင်ငံအရေးရက်ကကုန်စီတွေဟာစစ်တွေအပြည်ပြည်ဆိုင်ရာစေကန်းကိုအရင်ရောက်ပါမယ်အဲ့ကနေမှတဆိုင်ကလဒန်မြေကျောင်းအတိုင်းပလောဝမြို့သူဆက်လက်တည်ဆောက်မှာပါပလောကနေပြီးတော့အိန္ဒိယကိုတော့ကာလန်နဲ့တခါထပ်ဖို့မှာပါဒီစီမံခန့်ရာအကျိုးကျေးဇူးကတော့အိန္ဒိယဟာ ပထဝီအနေအထားရဂုံပွဲမှုခက်ခဲတဲ့ဂုံပွင်းဘိတ်မီဇိုရန်ပြည်နယ်နဲ့အရှင်းငုံဒေသတွေအတွက်ကုန်စင်စီစီမှုကိုမြန်ဆန်သက်သာလာပြီးမီဇိုရန်ပြည်နယ်အထွန်းမာလာမကမြန်မာနိုင်ငံကရခိုင်ချင်းဒီနယ်တွေမှာပါတိုးတက်မှုတွေဖြစ်ပေါ်လာမှာပါတဆက်ထင်းမှာပဲတရုတ်ကဒေတာတွင်အင်အားကြီးထွားလာမှုကိုလည်းတံပြန်ပြီးသားဖြစ်မှာပါနံပါတ်2အနေနဲ့ကတော့တရုတ်နဲ့အိန္ဒိယတို့ရဲ့နောက်ွယ်ကခြေစမ်းတွေအကြောင်းကိုတင်ပြဆွေးနွေးပါမယ်။ ကိုစီသက်ဆိုင်ရာအကျိုးစီးပွားအသီးသီးရှိနေတဲ့တရုတ်နဲ့အိန္ဒိယဟာမြန်မာနိုင်ငံရဲ့ပြည်ရင်းပဋိပက္ခတွေအတော်များများမှာနောက်ခွေကနေပါဝင်လာခဲ့ကြတာစေစုနှင့်များစွာရှိခဲ့ပါပြီ2021နှစ်ဦးတော်လိုင်းစတဲ့အချိန်မှာလေအချိန်ကြီးအရင်းရက်ကိုအကဲခတ်ပြီးတော့ကြည်နေခဲ့တာပါ၎င်းတို့နိုင်ငံနှစ်ခုစလုံးဟာ၎င်းတို့ရဲ့အကျိုးစီးပွားသာအဓိကခဲ့တာကြောင့်နိုင်ငံဘက်ကနေရပ်တည်ဖို့ဝန်မလေးပါဘူးသို့ပေမဲ့အိန္ဒိယဟာတရုတ်ထက်စာရင်မြန်မာစစ်အစိုးရအဆက်ဆက်နဲ့အဆင်ပြေခဲ့ပါတယ် ဦးနုလက်ထက်ကလေးက GNDO နဲ့တိုက်ပွဲတွေမှာမြန်မာစစ်တပ်ဘက်ကအမားကန်ရက်တီခဲ့ပြီးတော့ Rhine Ferry လက်နက်ကြီးကြီးတွေကိုထောက်ပံ့ပေးခဲ့ပါတယ်။ခေတ်အဆက်ဆက်နိုင်ငံတကာပိတ်ဆို့မှုတွေရှိခဲ့ပြီးမင်းအိန္ဒိယကတော့ရင်ကုန်နှုတ်ပြီးပဲနေခဲ့ပါတယ်။မြန်မာစစ်တပ်ဘက်ကအမားကန်ရက်တီတလို့လက်နက်နဲ့စစ်ပညာတွေကိုလည်းထောက်ပံ့ပေးခဲ့ပါတယ်။ 1998ခုနှစ်ကာလတွေမှာလည်းရခိုင်လက်နက်ကင်တော်လှန်ရေးကောင်းဆောင်ဘူဂျုတ်ခိုင်ရစာလင်းအပါအဝင်တော်လှန်ရေးကောင်းဆောင်6ရောက်ကိုစာချုပ်စာတဲ့အထုတွေနဲ့အိန္ဒိယဟာ၎င်းတို့နယ်နိမိတ်အတွင်းကိုလှည့်ပြခေါ်ဆောင်ပြီးတော့ရှင်းလင်းတုတ်ပင်ခဲ့ပါတယ်။ဘေဂျင်းကအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ China နဲ့မကြာခဏဆွေးရည်ထင်းမှမှုတွေရှိနေတဲ့အိန္ဒိယဟာမြန်မာနိုင်ငံနဲ့ပူးပူးအဆင်ပြေအောင်နေဖို့လိုအပ်ပါတယ်။ ချိုင်းနာကသာမြန်မာနိုင်ငံကိုပုံမှုဖွှတ်မှုတော်ရင်အိန္ဒိယအတွက်စီရေးရဖို့စီဝါရေးအရာပါကြီးမားတဲ့ချင်းချောက်မှုကြီးတွေဖြစ်လာနိုင်ပါတယ်ခေဆဆလင်းနဲ့ခိုင်ပတိပခါတွေမှာလည်းမြန်မာစစ်တပ်ကသာအမြဲတမ်းအသာစီးနဲ့အနိုင်ပိုင်းခဲ့တာကြောင့်လက်ရှိမျိုးတော်လိုင်းရေးဟာလည်းနှင်းငနေငယ်အတွင်းမှာတယ်စကားစားဟာကောင်းစွာထိန်းချုပ်နိုင်လိမ့်မယ်လို့တေယူခေါ်အိန္ဒိယဟောနဲ့တခြားနိုင်ငံတွေကပါတတိချယူဆထားခဲ့တာပါ တော်လှန်ရေးအင်အားစုတွေနဲ့မြောက်ပိုင်းနေအောင်သုံးဘက်တို့ဆင်နွှဲခဲ့တဲ့တစ်တုံညာနှစ်ခုစစ်စင်ကြီးဟာတရုတ်ရဲ့ဖိအားကြောင့်မဖြစ်မနေရှမ်းမြောက်စစ်မျက်နှာမှာရန်နာလိုက်ရပါတယ်။ဒီအချိန်ဒီမှာအီဟာရခိုင်စစ်မျက်နှာမှာတိုက်စစ်ဖွင့်ပြီးစစ်ကစားလာတာကြောင့်အိန္ဒိယဟာလည်းစိုးရိမ်မကင်းစဖြစ်လာခဲ့ပါတယ်။၎င်းတို့ရဲ့မဟာပြူဟာမြောက်ရင်းကြီးမြောက်နယ်မူကြီးတစ်ခုဖြစ်တဲ့ကလတန်စီမံကိန်းကိုကာကွယ်ပေးဖို့စစ်ကောင်စီကိုအိန္ဒိယကအရေးတကြီးတောင်းဆိုခဲ့ပါတယ် ို့တော့2024ခုနှစ်နှစ်ဆန်းပိုင်းမှာပလောဝကိုအီနဲ့မဟာမိတ်တွေကအပီးတိုင်သိမ့်ပိုက်ပြီးတော့ရခိုင်ပြည်နယ်ရဲ့90ရာနှုန်းကိုပါထိန်းချုပ်ပြနိုင်ခဲ့ပါတယ်စစ်တွေကြောက်ဖြူစားတဲ့မျိုးကြီးတွေကိုလည်းဝန်းရံပိတ်ဆို့ပြီးတော့စီရင်ရာချိန်ချောက်ထားနိုင်ခဲ့တာပါဒီလိုအခြေအနေမျိုးမှာအိန္ဒိယကိုအတော်လေးကိုတုံ့လုပ်ပွားခဲ့ပြီးတော့လက်တွေ့နေပြည်မှာ စကားဆက်ကိုအားကိုးလို့မရတော့မှန်းရိမ့်မိလာပါတယ် 2024ခုနှစ်ထဲမှာပဲအိန္ဒိယမီဇိုရန်ပြည်နယ်အမတ်တချို့ဟာ၎င်းတို့ရဲ့ကလဒန်စီမံကိန်းလမ်းဖောက်လိုရန်အတွက် EE နဲ့တာဝန်ရှိသူတချို့နဲ့တွေ့ဆုံဆွေးနွေးမှုတွေစတင်ခဲ့ပါတယ်။ဒီတွေ့ဆုံမှုဟာအိန္ဒိယအနေနဲ့မြန်မာပြည်မှာရှိတဲ့သတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုမကာဝယ်ပေးနိုင်ဘူးဆိုရင်မဖြစ်မနေ EE နဲ့ဆက်ဆံရလိမ့်မယ်ဆိုတာကိုစကားစတဲ့ message ပေးတဲ့သဘောပါ။တာဝန်စကားစအနေနဲ့ကတမ်ပီယံနဲ့အနေနဲ့ ကြောက်ဖြူရည်နဲ့စိတ်ကမှတယုံကျေစစစ်သားတွေကိုတက်ဆွဲခင်ကျူးလိုက်ပါတယ်ဆော့ကဆရဲ့ဒီလိုရဟာအခြေအနေတွေကိုပုံမရှုပ်ထိသွားစီပြီးတော့အိန္ဒိယအထွက်လဲစည်ရေးဆိုင်ရာချင်းချောက်မှုကြီးတစ်ခုဖြစ်လာပါတယ် အဲ့ဒီတော့အိန္ဒိယအနေနဲ့ကလည်းစက္ကစဟာသူ့အတွက်မဟာမိတ်ကောင်းတယောက်ဟုတ်ပြီးရလားဆိုတာကိုပြန်ပြီးတော့သုံးသပ်ခဲ့ပုံရပါတယ်။သူဂျင်မကိုချင်းဆိုတဲ့စကားအတိုင်းပဲအိန္ဒိယဟာအချိန်ဤအရရက်ကိုသုံးသပ်ပြီးတော့လက်တွေ့ကြတဲ့လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်လာတာတွေ့ရတယ်။ဒါကတော့ဗာလဲဆိုတော့ EE နဲ့ချင်းတော်လိုင်းတပ်ဖွဲ့အချို့ဘူးနောက်ွယ်ကနေပံပိုးကူညီမှုတွေစားခဲ့တာပါ။ တရုတ်သတင်းဌာနအချို့ကအိန္ဒိယဟာနောက်ွယ်ကနေ EE ကိုထောက်ပံ့ကူညီနေတယ်ဆိုပြီးတော့စွပ်စွဲထားတာရှိပါတယ်။ဒါပေမဲ့အိန္ဒိယအနေနဲ့ကတော့ဒါကိုငြင်းဆိုထားပါတယ်။စကားစာဟာတိုကျိုရေနဲ့စစ်ကန်စီမံကိန်းကိုအကြောင်းပြုပြီးတော့တရုတ်ကြီးစားစစ်သားတွေကိုရခိုင်ပြည်နယ်မှာတဆွေးဝင်ပြုတ်ပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံအနောက်ပိုင်းဒေသတွေကထွန်လှန်အင်အားစုတွေအတွက်အိန္ဒိယထုတ်လက်နက်ခရယံတွေကိုပုံမှုဝယ်ယူဖို့အခွင့်အလမ်းတွေများလာခဲ့ပါတယ်ကျောက်ဖြူရင်းနဲ့စိတ်ကမ်းပါတော့စကားဆာဝူတရုတ်တပ်တွေကဒရုန်းနဲ့နေပြည်တော်ပတ်ဖို့မှုတွေရှိလာနေပါတယ် ဒီတော့ရခိုင်စစ်မျက်နှာမှာတရုတ်ရဲ့နိဖိညာပံ့ပိုးမှုတွေကိုကြောထောက်နောက်ခံပြုထားတဲ့စကားဆာရဲ့အိန္ဒိယရဲ့မမြင်ရတဲ့တချို့သောကူညီမှုတွေနဲ့တော်လိုင်းအင်အားစုရဲ့ကရှစ်ဆက်ဘသူအပ္ပါစီရမလဲဆိုတာကတော့စိတ်ဝင်စားစရာပါနောက်ဆုံးနံပါတ်၄အချက်အနေနဲ့သုံးသပ်တင်ပြမှာကတော့ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေပါတရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးကမြန်မာနိုင်ငံကြီးတွေမှာဝင်ရောက်ပတ်သက်နေကြပြီမဲ့သူတို့နှစ်ယောက်ကပတ်သက်မှုကတော့ပုံစံချင်းကွာခြားနေပါတယ် အိန္ဒိယရဲ့ပတ်သက်မှုကတော့သူတို့ရဲ့အကျိုးစီးပွားဖြစ်ထွန်းမှုကိုအဓိကထားပြီးတော့မဟာမိတ်ဆန်ဆန်ပတ်သက်နေတာပါခေတ်ဆက်ဆက်ဆဲအစိုးရတွေအတွက်ကတော့ဆင်စုနဲ့များစွာတိုင်းပပိုင်းနဲ့ချီပြီးတော့အိန္ဒိယဟာမဟာမိတ်ကောင်းတစ်ခုအနေနဲ့ချစ်ခဲ့တာပါခုချိန်မှာတော့တရုတ်နဲ့စကားစားတို့ရဲ့ပတ်သက်ဆက်နွယ်မှု အတိမ်အနက်ပုံမှုတီးပြီးတော့အိန္ဒိယဟာပြောင်းလဲသွားပြီလို့ခန့်မှန်းရပါတယ် ဒီနေရာမှာတရုတ်နိုင်ငံရဲ့မြမအရေးဝင်ရောက်ပတ်သက်မှုဟာ၎င်းတို့ရဲ့အကျိုးစီးပွားဆိုတာထက်ကိုပိုနေတာတွေရှိပါတယ်။တရုတ်အစိုးရအနေနဲ့ကစစ်ကောင်စီကိုပြုတ်ချသွားမှာကိုလည်းမလိုလားသလိုတိုင်းရင်းသားလက်နက်ကင် တော်လန်ကြီးအဖွဲ့အစည်းတွေကိုလည်းပပျောက်သွားမှာမလိုလားပါဘူး။တချို့သောတိုင်းရင်းသားလက်နက်ကင် အဖွဲ့အစည်းတွေကိုနောက်ွယ်ကနေပြီးတော့ဂျန်နက်နီးပညာနဲ့တခြားသောပံ့ပိုးမှုတွေကလည်းဆယ်စုနှစ်နဲ့ချီပြီးတော့ရှိခဲ့ပါတယ်။ တရုတ်ကရည်ရွယ်ချက်ကတော့ပြည်သူအစိုးရစစ်တပ်နဲ့တချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာဝင်ရောက်ပတ်သက်ဆက်နွယ်ပြီးတော့မြန်မာနိုင်ငံ အရေးကိုခြေလှယ်ချုပ်ကန်ခြင်းနဲ့သဘောပါရှမ်းမြောက်မှာဖိအားပေးပြီးတော့တရုတ်ဟာစစ်ပွဲတွေကိုရပ်နိုင်ခဲ့ပြီးမြန်မာခိုင်စစ်မျက်နှာမှာတိုက်စစ်အသည်ဖွင့်လာတဲ့အေးအေးကိုတရုတ်အစိုးရကလည်းမျက်မှောင်ကျူးနေတဲ့ပုံရပါတယ်။ ဤအနည်းနဲ့စဉ်းစားကြည့်မယ်ဆိုရင်လည်း၎င်းတို့ရဲ့အရခဂျီမန်ဂျာအရခမ်ဒရင်းအထွတ်ဆိုရင်ဘယ်နိုင်ငံကရာပြီးတော့ကူညီသည်ဖြစ်စေသူတို့အနေနဲ့ကတော့လက်ခံမှာပါပဲတရုတ်ကဤဟိုတိုက်ပွဲတွေရပ်ဖို့ဖိအားတွေပေးခဲ့ပေမဲ့ရခိုင်ပြည်နယ်မှာစစ်မျက်နှာအသိ ဖွင့်ပြီးတော့တရုတ်ကပေါ်စာရွှမ်းမိုးမှုကိုပေါ်ပေါ်ထင်ထင်ငင်းပေခဲ့ပါတယ်။တရုတ်လိုနိုင်ငံကြီးတစ်ခုကတော့ရွှမ်းမိုးလို့မရတဲ့အရခတက်တော်အေးကိုအိန္ဒိယအနေနဲ့ကလည်းရွှမ်းမိုးချုပ်ကင်ဖို့ဆိုတာထက်မဟာမိတ်သဘောမျိုးနဲ့ရှင်လွဲလျှောက်တာပြားလဲဆွဲတာ win-win situation နဲ့ရှေ့ဆက်ဖို့မျှော်မှန်းထားဖို့ရပါတယ်။ အရခတတော်အေးကိုတိုင်းနှစ်သက်သည့်ဖြစ်စေမတိုင်းနှစ်သက်သည့်ဖြစ်စေတင်ဒီယာနဲ့တေယုတ်အင်အားကြီးနိုင်ငံနှစ်ခုရဲ့စီးပွားရေးစည်ရေးနိုင်ငံရေးရှင်ပြိုင်မှုတွေကိုအသုံးချပြီးတော့တော်လှန်ရေးအတွက်အကျိုးမြတ်ရှိအောင်ဆွမ်းဆောင်နိုင်တဲ့အရခတတော်အေးရဲ့ကျန်းကြီးဖန်းကြီးရှိမှုကိုတော့အတိမတ်ပြုရပါမယ်။ဒါကတော့ကျွန်တို့ရဲ့ခမ်းမှန်းချက်ပီယိုရီတတ်တတ်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ဒီပုံကိုကြည့်ပြီးတော့ပြုံးယုံနေပြုံးလိုက်မိပါတယ်နိုင်ငံကြီးဆိုတာဖရီးရဲ့ခြွေပါပါတယ်ကြည့်လိုပါပဲအဆုံးထိနားဆင်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ပန်တာကလစ်ကပါရေတော်ကိုအောင်ရမယ်